အဲ့တော့ဆိုရင်တော့ကျွန်တော်တို့စားရတော့၄သိန်းရွှဲနဲ့စားရတာအဲ့ဒါကျွန်တော်တင်ထားတဲ့ဟာအမှန်ပဲဈေးမရောဘူးတဲ့ခါကြောင့်နည်းနည်းကြောက်တာအနှစ်ယောက်သားတဲ့ငါအမတို့ရောင်းလို့ရပါမလားအဆင်ပြေပါမလားဟိုတည်ရမလား၄သိန်းရွှဲတဲ့စိတ်ကြီးကျလေးကိုတင်းနေကြည့်အမေရဲ့အထီးနမေးကြည့်ပါခဲ့တဲ့ဒီမှာဆိုဒီတိုင်းရင်းပြန်လိုက်လက်မောင်မျိုးနဲ့အနော်ရထာဘလောက်ဂိုင်းတန်းလန်ထိတ်မှာဖွင့်ထားတဲ့ဆိုင်လေးကိုတော့ရန်ကုန်မြို့ကလူအများသိကြမယ်လို့ထင်ပါတယ်နော်ဆိုရှယ်မီဒီယာမှာလည်းနမေးကြည့်ပြီးတော့ ခဏလေးရောင်းလိုက်တာနဲ့ကုံသွားတတဖြစ်ပါရင်အဲဒီဆိုင်လေးကိုခြေသူနဲ့ရောက်ဖွင့်ထားခဲ့ကြတာဖြစ်ပါရင်ခြေသူကောင်မလေးကဂိမ်းမုံလုံးတက်ပြီးတော့စက်တီလေးဝယ်ထားတာကြောင့်ဆန်းလုံးရင်နဲ့ဖွင့်ပြက်သွားတာပါလူကြီးကြီးတို့ရောင်းနေရတဲ့အဲဒီဆိုင်လေးကစားဖွင့်တော့ဆိုရင်တော့၄သိန်းလောက်တာရှိတာပါနှစ်ယောက်လုံးကပြောရမယ်ဆိုရင်ဝန်ထမ်းတွေဖြစ်ပြီးတော့လာခစားနဲ့စားသုံးရင်းနဲ့ပတ်စံစုရတာပါပုံမှန်စားသုံးရတယ်လို့တစ်လောက်ဘယ်လောက်ဆိုပြီးတော့စုကြတာဖြစ်ပါတယ်စုရဲ့ငွေလေးနဲ့နှစ်ယောက်က စီးပွားရေးလုပ်ဖို့အစီအစဉ်ထားကြတာပါတကယ်တမ်းခက်ခဲလာတဲ့အချိန်မှာစစ်သူနှစ်ယောက်ကဂိမ်းမုံဆိုင်တေးသေးလေးကိုစပြီးတော့ဖွင့်ပြခဲ့တာပါ။နှစ်ယောက်ပေါင်းမှ၄သိန်းခွဲသာရှိပေမဲ့လည်းအားမငယ်ပဲနဲ့မုံဆိုင်ဖွင့်ဖို့လုပ်ခဲ့တာပါ။၄သိန်းခွဲကိုရွှေဝယ်လိုက်ရင်မတိုးလာမှဖြစ်တဲ့အတွက်အရေးစွန်ပြီးတော့ဂိမ်းမုံဆိုင်ဖွင့်ဖို့လုပ်ခဲ့ကြတာပါ။တကယ်လည်းပဲသူတို့နှစ်ယောက်ရဲ့ဆိုင်ဟာတော်တော်လေးကိုအောင်မြင်သွားခဲ့တာပါ။၄သိန်းခွဲနဲ့ဆိုင်တစ်ဆိုင်ဖွင့်ဖို့ဆိုတာတကယ်တော့မလွယ်ကူပါဘူး။ စားဖွင့်တော့ကဆိုရင်တော့သူတို့နှစ်ယောက်ကိုယ်တိုင်လည်းအားမရှိပါဘူးမဖြစ်နိုင်တော့ဘူးဆိုရဲစိတ်တည်နဲ့ဆိုင်ကိုစားဖွင့်ခဲ့ကြတာပါဒီဆိုရင်လည်းအစ်စ်မဝင်နိုင်တဲ့အတွက် second လေးကိုရှာပြီးတော့ဝယ်ခဲ့ရတာပါ second ထဲမှာမှဈေးသက်သာတာလေးကိုမနှဲရှာခဲ့ရတာပါရှာရင်းနဲ့ပဲနောက်ဆုံးမှဈေးပေါ်တာလေးတွေ့ပြီးတော့ဖွင့်ခဲ့ပါတယ်စားဖွင့်တော့ကဆိုအရင်ကနဲလို့မောင်းရလည်းနဲပါတယ်မဝင်စားတော့ဘူးလို့စိတ်ကအားငယ်နေတာမို့ အနေငယ်နဲ့သာစောက်ဖွင့်ခဲ့ကြတာပါတကယ်တမ်းစောက်ဖွင့်လိုက်တဲ့အချိန်မှာဆိုင်ရရောင်းအားတအားကိုမြင့်တက်သွားခဲ့တာဖြစ်ပါတယ်မတင်မထားလောက်အောင်ရောင်းအားထက်သွားခဲ့ရပါဒါအပြင်ဆိုင်ဝလေးသိန်းခွဲနဲ့ဖွင့်နိုင်ခဲ့တာကလည်းအရင်ကတည်းကပစ္စည်းတွေစုထားခဲ့တာကြောင့်ဖြစ်ပါတယ်မုတ်လုံးတဲ့စက်တွေကိုလည်းအရင်ကတည်းကဝယ်စုထားတာပါမိဘတွေလာရင်လှုပ်ကြွေးရအောင်ဆိုပြီးတော့စက်တွေဝယ်ထားတာကြောင့် ဒါပြောရမယ်ဆိုရင်တော့အားလုံးကအဆင်သင့်ဖြစ်နေရပါဂျုံနေရအစဝယ်ထားတာမို့အဆင်သင့်ဖြစ်သွားခဲ့ရပါတယ်ဒါကြောင့်မို့လဲလိုအပ်တဲ့အသုံးစရိတ်ကိုလေးသိန်းနဲ့စပြီးတော့ရောင်းချခဲ့ရဖြစ်ပါတယ်မာကတ်တင်းလဲဆင်းတဲ့အတွက်သူတို့ဆိုင်လေးကအချိန်တိုအတွင်းမှာအောင်မြင်သွားခဲ့ရပါသူတို့နှစ်ယောက်ရဲ့ဆိုင်လေးအောင်မြင်လာတဲ့အတွက်နှစ်ယောက်လုံးကမထင်မှတ်ထားလောက်အောင်ပျော်ရွှင်ခဲ့ရပါတယ်။အရသာကိုကောင်းအောင်လုပ်တဲ့အတွက်ဆန်ရမထင်မှတ်ထားလောက်အောင်ရောင်းကောင်းတာဖြစ်ပါတယ်။သူများနဲ့မတူအောင်စတော်ဘယ်ရီခိတ်လေးတွေလုပ်တာမို့ ဆိုင်ရာရောင်းအားတအားကိုတက်နေတာဖြစ်ပါရင်ဈေးနည်းနည်းနဲ့စားလို့ကောင်းအောင်လုပ်တဲ့အတွက်ဆိုင်လေးကအောင်မြင်ရတယ်ဆိုပြီးတော့နီလန်းကိုလည်းမျှဝေပေးခဲ့ရပါအရင်ဆိုရင်တော့ဒါကတခုတည်းနဲ့ယက်တီခဲ့ရပေမဲ့အခုဆိုရင်မုန်းဆိုင်လေးကအောင်မြင်လာတာမို့အမျက်လေးတွေဆူရတဲ့အထိဖြစ်လာခဲ့ပါပြီလေးသိန်းနဲ့ဆက်ပြီးတော့အခုလောက်ထိရောင်းအားတက်လာတဲ့အတွက်သူတို့ဆိုင်လေးကိုကြည့်ပြီးတော့လူအများကလည်းလုံးချင်စိတ်တွေဖြစ်လာခဲ့ပါတယ်လေးတောင်ကနေ 6000အထွန်းရောင်းတာဖြစ်ပြီးတော့15မျိုးရောင်းချရတယ်ဖြစ်ပါတယ်။ရောင်းအားမကြအောင်ချစ်သူနှစ်ယောက်က တက်ညီလက်ညီနဲ့ကိုကြိုးစားနေကြတာပါ။ရှုံးမအောင်မကြောက်ပဲလုံးချင်စိမ့်နဲ့အရင်ထားလုပ်ခဲ့တာကြောင့်သာသူတို့ဆိုင်လေးကအောင်မြင်ခဲ့တာဆိုပြီးတော့လည်းမျှဝေပေးလာခဲ့ပါတယ်။ဒီကိန်းမုံဆိုင်လေးကိုကြည့်ပြီးတော့လုပ်ငန်းတစ်ခုစားဖို့အားအင်ရလာလားဆိုတဲ့အပေါ်မှာပရိသတ်တွေမြင်လေးကွန်မန့်လေးထဲမှာရေးခဲ့ပေးပါဦး။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများရှိတင်ပါတယ်ရှင်။